ကိုကိုကိုမြတ်နိုးတယ်တမိုးထားတယ်လို့ဆိုရင်နဲ့ကိုကိုကိုအကောင်းဆုံးဖြစ်အောင်ထိမ့်သိမ့်ပါတပြောတာနော် I do my best ပြောတာဘာလို့လို့အကောင်းဆုံးဖြစ်အောင်လို့ကြိုးစားလို့ဆိုလို့ပညာရှင်လည်းအကောင်းဆုံးဖြစ်အောင်ကြိုးစားကိုကျင်တရားလည်းအကောင်းဆုံးဖြစ်အောင်စီးပွားရှင်လည်းတော့ဖြစ်အောင် ကိုကိုကိုမျက်နှာတမိုးထားတယ်ဆိုရင်သူစိတ်တွေကရှောင်းအကောင်းဆုံးဖြစ်အောင်လုပ်ပါလို့ဆိုလို့ကိုကျင်တရားအကောင်းဆုံးဖြစ်အောင်ကြိုးစားပါဖေးရွယ်မှာပဲဖြစ်ဖြစ်အကောင်းဆုံးဖြစ်အောင်လုပ်ပါလို့ဆိုလို့ငယ်ရင်နဲ့ငယ်တဲ့အလျောက်အရွယ်အလတ်ဆိုရင်လည်းလူလက်အရွယ်မှာလည်းပဲအကောင်းဆုံးဖြစ်အောင်အသက်အရွယ်ရတဲ့အချိန်မှာလည်းပဲအကောင်းဆုံးဖြစ်အောင် ကိုကိုကောင်းဆုံးဖြစ်အောင်ကြိုးစားပါတဲ့တိဏံမညတရံရမှာတိဏမညတရံရမှာလူတွေမှာအရွယ်၃မျိုးရှိတယ်ခုနပြောတယ်33နှစ်33နှစ်နဲ့ပိုင်လိုက်တတန်းတူလာတဲ့အခါကျ25နှစ်နဲ့ပိုင်လို့လည်းရမှာနော်ခုကတော့25နှစ်လောက်နဲ့ပိုင်ကြတယ်ပရမအရွယ်ဆိုတာတိကနေပြီ25 26ကနေပြီးတော့50ဟုတ်တယ်50ကြာလို့ရှင်ရွှေရုလို့ပြောကြတာလူဟာအသက်50ရှင်ထိရောက်သွားပြီတကယ်ရွှေဖြစ်သွားပြီအဲ့ဒီဟိုဘက်ကြာတယ်မလာတော့အကောင်ထိရောက်သွားပြီထိရောက်သွားရင်ပဲလို့ပြန်ဆင်းဖို့ပဲရှိတယ်နော်တောင်ထိရောက်သွားရင်ပြန်ဆင်းလူရဲ့ရှမ်းရှမ်းတောက်အရွယ်50ပဲ 51ကနေစပြီးဟာနိတတကဆိုဖြစ်လာတာ50ကပညာတတကသိပညာထမြက်တဲ့အချိန်က50မှာကုံဆုံးသွား51ကနေစပြီးတော့အစင်းမဲ့တခါတည်းဆင်းနေမှာအစင်းတဲ့အခါမှာမဟုတ်တာလို့ရင်တော့မြန်မြန်ကြီးဆင်းသွားတာအစင်းဘိန်းတက်ပြီးတယ်ဆိုတာအဲ့ဒါမောဓာရိနဲ့သွားလို့ရှိရင်အဆင်းကဘိန်းတက်လိုက်တယ်လို့ဖြစ်သွားတယ် ဝေါကနဲ့ဆင်းသွားတာလည်းရှိတယ်ဖြည်းဖြည်းဆင်းတာလည်းရှိအဆင်းရအမျိုးမျိုးရှိတယ်ပေါ့နော်လိမ်မြန်ဆင်းတယ်လို့ဖြည်းဖြည်းဝဲပြီးတော့ဆင်းတဲ့လူလည်းရှိတယ်ထိုးချလိုက်တယ်လို့ဆင်းသွားတဲ့လူလည်းရှိတယ်90ဟာတော့ထွတ်ထိပ်ပဲဒါမို့ရွှေရုလို့ခေါ်ရတယ်တော့အကြပဲစာပေကျမ်းကမှာတော့90ကိုပညာဓာတ်ကလို့ခေါ်တယ်အသိဉာဏ်ထပြည့်တဲ့ရွေ အဲ့တော့25 25စီပိုင်းလိုက်လို့50ဟာထွတ်ထည့်ရောက်နေတဲ့အရွယ်အဲ့ဒီအရွယ်3ဘာတဲ့ကတပါးပါကိုကိုကိုတရားဓမ္မချင်းညာကျုပ်ကိုအထုတ်ချင်းဖြင့်ထိမ့်သိမ်းဆောင်းလျှောက်ပါတဲ့စိတ်လို့ကိုလို့လှုပ်ချင်လှုပ်ပြီးမနေပါနဲ့လို့ဆိုလို့နော်ပရမရဲ့ရုံးကပျော်လို့ပါလို့အတော့အစားနဲ့နေကြတယ်အေးဒုတိယအရွယ်အဲ့ဒါတွေဖြတ်ပါ တရားဓမ္မနဲ့နေကြည့်ပါအဒုတိယအရွယ်မှာလည်းပဲဆက်ပြီးတော့မိုက်မြဲတတိယအရွယ်ကြမလုပ်ပါနဲ့တတိယအရွယ်လည်းလုပ်တယ်ဆိုရင်သွားရောမြတ်လင်ကျက်မရှိတော့ဘူးလို့ဆိုလို့လည်းပေါ့နော်ဘဝတကုဆုံးသက်သွားရင်မြတ်လင်ကျက်မရှိတော့ဘူးဒါကြောင့်မို့ကိုယ့်ကိုယ်ကိုမျက်နှိုးမျက်နှိုးထိုက်တဲ့ပုဂ္ဂိုလ်ဖြစ်ကိုယ့်ကိုယ်ကိုသိတယ်အသိဉာဏ်ရှိတယ်ဆိုရင်ပုဂ္ဂိုလ်ဟာတဲ့ အရွယ်သုံးပါးတဲ့ကတရွေရွေကိုကိုယ့်ကိုအကောင်းဆုံးဖြစ်အောင်ထိမ့်သိမ်းဆောင်လျှောက်ပါမြတ်စွာဘုရားဒါသတိပေးဆုံးမတဲ့စကားလေးတွေနော်အရွယ်သုံးပါးလုံးမှဆောင်လျှောက်မှုတစ်ခုမှအမြတ်ရအောင်မလုံးလိုက်ဘူးဆိုလို့ရှိရင်ညှော်လင်းချက်ကင်းတဲ့ဘဝတစ်ခု ဆုံးသက်သွားပြီ နောက်ဘဝလည်းညှော်လင်းချက်မရှိဘူးဒီဘဝညှော်လင်းချက်မရှိသလိုနောက်ဘဝလည်းညှော်လင်းချက်မရှိဘူး